ဒူရီယန်ကလိုရိုက်ပါဝင်တဲ့ဟာတွေအားလုံးဖြစ်တဲ့ငံပြာရီတို့ခရူးစီတို့ပဲငံပြာရီတို့ငားငံပြာရီတို့အဲ့ဒါတွေအားလုံးကိုအမျိုးအစားတစ်မျိုးကိုပဲသတ်မှတ်ပြီးသုံးပြခြင်းနဲ့စက်သားရင်ထက်မယ်ဆိုလို့ရှိရင်လည်းစက်သားရင်အတွက်စားမသုံးဆိုလို့ရှိရင်စားလုံးဝမသုံးပဲနဲ့ငံပြာရီတစ်မျိုးနဲ့ပဲချက်မလားသူမောင်ငံပြာမထည့်ပဲနဲ့အခုနောက်ပိုင်းပေါ်တဲ့ဒီ seasoning ပေါင်းတာလို့ခေါ်တဲ့ဟင်းခက်အမှုံလေးတစ်မျိုးကိုပဲဆရာမခွန်ကပြောတယ်သတ်မှတ်ထားတဲ့လက်ဖက်စားစုံနဲ့ပဲချိန်ထွယ်ပြီးခတ်မယ်ဆိုလို့ရှိရင်ဒါက sodium chloride တစ်မျိုးပဲရမယ်အဲဟင်းခက်အမှုံကြိုက်တစ်မျိုးပဲပါပါဖြစ်ရကြမလို့ သွေးပေါင်ချိန်အတွက်ထိမိပေးရလဲရောက်မယ်ပေါ့နော်ပို့လို့ဆိုပြီးတော့ကိုတော့ထပ်ထည့်မစားဘူးတော့အရေးကြီးရယ်ပေါ့လေကျမကြီးလိုက်စားရလို့မှာဆိုရင်ပုံမှန်သပွဲတင်စားအောင်မသုံးတော့ဘူးပင်းစော့ဆိုရဲပန်းရောင်အောင်ရှိရဲအဲစားကိုတုံးကြရဲပေါ့ဒါမဲ့ဒါကျမကြီးတို့ကကောင်းလားဆိုရဲဟာလေလူကြီးတိုင်းမှာတွေးဟာဖြစ်နေကြရဲပေါ့နော်တကယ်တော့ဒီပန်းရောင်စားကဒီစားကစားပါပဲ ပန်းရောင်စာရဲ့လက်ဖက်စာလိုဆုံးပါဆိုလို့ရှိရင်ခုကပြောရဲဆိုဒီယံ2000နဲ့1200မီလီဂရမ်ပါတာပဲ table salt နဲ့ရှင်လိုက်လို့ရှိရင်ဆိုဒီယံပမာဏအရင်ကွာခြားချက်မရှိဘူးပေါ့နော်ဒါပေမဲ့ခုကမဆို pink salt မှာကတော့တန့်စင်တာပေါ့ processing step ကနည်းတဲ့အတွက်ကြောင့်မို့ပို့ပြီးတော့ mineral ဆိုတဲ့တတ်တူတတ်တတ်တွေပို့များတယ်အဲ့အတွက်ကြောင့်မလို့အလူရီကကျမ်းမာရေးရဒါစားရင်တော့ပို့ပြီးတော့အကျိုးရှိရဲ့လို့ယူဆကြတယ်တကယ်တမ်းကတော့ဆိုဒီယံပါဝင်တဲ့ပမာဏချင်းဟာ ကွာခြားမှုအများကြီးမရှိတဲ့အတွက်ကြောင့်မလို့ pink sauce ဘိုင်းအောင်စားပဲတုံးဒီအိမ်သုံးစားအဖြူပဲသုံးသုံးစားစားပဲဖြစ်ကြအောင်မလို့တရက်တာတတ်မှတ်ထားတဲ့ပမာဏကြုံလုံးပြီးတော့မသုံးပြဘူးတော့အကြံပြုတိုက်တွန်းလိုပါတယ်